မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်နေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့တဖက်လူနဲ့မြင်မြင်ဆင်ဆင်ရားစီပေါ့ဆူတောင်းတဲ့စပယ်လေးတခုပဲဖြစ်ပါတယ်ဒီဆူတောင်းဟာခရီးရန်တွေရဲ့ဆူတောင်းပဲဖြစ်တယ်မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘာသာဖြစ်တဲ့လူတွေပါရှင်ပါမယ်မု슬လင်ဖြစ်တဲ့လူတွေပါရှင်ပါမယ်ဒါအပြင်ဟိန္ဒူးတွေလည်းပါရှင်ပါမှာပေါ့နော်ကိုကတော့ဘာသာရေးတခုခုတော့ကိုးကွယ်တာရှီကောင်ရှီနီမီ ဒီစုတောင်းကဘာသာရေးနဲ့သက်ဆိုင်တဲ့စုတောင်းဖြစ်တာမို့လို့မိษွေတို့ကကိုယ့်ဘာသာရေးမဟုတ်လို့မကြိတ်ဘူးဆိုရင်လေနားမထောင်ရှင်တဲ့သူတွေနားမထောင်ဖို့ရအောင်ကြိုတင်ပြောထားတာဖြစ်ပါတယ်ဒီစီကတော့ဗုဒ္ဓဘာသာဖြစ်တယ်ဒါပေမဲ့ဒီစီသဘောတရားရပြောမေဆိုရင်တော့ဒီစီတော့အနေနဲ့ခရစ်ယာန်ဖျားနေလေယဉ်ဖြစ်နေတာတော့မဟုတ်ဘူးမု슬လင်ဖျားနေလေယဉ်ဖြစ်နေတာတော့မဟုတ်ဘူးပေါ့နော်ဟိန္ဒူဖျားနေလေယဉ်ဖြစ်နေတာတော့မဟုတ်ဘူးကိုလိုရှင်တဲ့အရာကိုသူကပြုတ်လုပ်ပေးနိုင်တယ်ဆိုရင်သူစီသွားတောင်းမှာပေါ့ဒီလိုတော့စိတ်ကူးရှိတာပဲ ကိုယ်ဝင်ရမယ်ရှီခိုးရမယ်တော့တော့မဆိုလိုပါဘူးဒီစည်းအမြင်ပြောရမယ်ဆိုရင်သူ့စီမှာဆူတောင်းယုံလေးပဲကိုလိုရှင်တဲ့အရာလေးကိုတောင်းလဲယုံလေးပဲပေါ့နော်ဒီ spell ဟာအစွန့်ထက်တဲ့ spell ဖြစ်ပါတယ်အဲ့ဒါကို DC ကိုယ်တိုင်လက်တွေ့ကြုံဖူးလို့မိတ်ဆွေတို့ကိုမျှဝေပေးတာဖြစ်တယ်ဒီလိုဆိုရင်ပထမဦးဆုံးအနေနဲ့မိတ်ဆွေတို့တည်ထားရမှာကတော့အချိန်တိုင်းအချိန်တိုင်းမှာဘေးအချိန်မဆိုး manifest ပြုလုပ်ဖို့အကောင်းဆုံးအချိန်ဘေးဖြစ်တယ်ဆိုတာသိထားပါ။ ဘေးအချိန်မှမဆိုကိုယ့်ရဲ့ vibration ဟာ energy ကိတ်ညီနေပြီဆိုရင်လိုရှင်တဲ့အရာကိုရမှာပဲဖြစ်တယ်ဒီလိုဆိုရင်ဒီဗီဒီယိုလေးကိုကြားလိုက်တဲ့အချိန်မှာမိတ်ဆွေတို့လိုရှင်တဲ့အရာမိတ်ဆွေတို့လိုရှင်တဲ့ပုံကိုယ်ကိုအရာယူလိုက်ပါဒါဆိုရင်မြင့်မြတ်တဲ့ပုံကိုယ်စီကကိုလိုရှင်တဲ့အချစ်ကိုတောင်းခံကြရအောင်ကိုလိုရှင်တဲ့အချစ်ကိုတောင်းဆို နိုင်ဖို့ပထမဦးဆုံးအနေနဲ့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်နေရာကိုရှာပါ အဲ့ဒီနေရာမှာတရားထိုင်သလိုထိုင်ပါမယ်။ဒီလိုထိုင်ပြီးရင်ကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးကိုညင်သက်အောင်ထားရမှာဖြစ်တယ်။ဒီလိုကိုယ်စိတ်နှစ်ပါးညင်သက်အောင်ထားနိုင်ဖို့အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်ပါ။သင်ရဲ့စိတ်ကလေးတွေတည်ငြိမ်လာသည့်အထီးအသက်ကိုရှူသွင်းရှူထုတ်ပြုလုပ်ပေးပါ။ပြီးရင်ဒီဆူတောင်းဟာတကယ့်ကိုပါဝါဘူးဖြစ်တဲ့ဆူတောင်းဖြစ်တယ်လို့သိပေးပါ။အရင်ကိုအစွန်ထက်တဲ့ဆူတောင်းဖြစ်ပါတယ်။ ဒီလိုဆူတောင်းပြီးရင်သင်ဟာအမှန်တကယ်ဖြစ်လာမယ်လို့ယုံယုံကြည်ကြည်နဲ့ဆူတောင်းရမှာဖြစ်တယ်အဓိကသင်စိတ်မှာယုံကြည်နေဖို့လိုအပ်တယ်။ဘာကိုယုံကြည်ရမလဲဆိုရင် သင်လိုရှင်တဲ့အချစ်ကသင်ကိုဆက်သွေးလာဖို့သူ့ဖက်ကသင်ရဲ့အချစ်ကိုလိုရှင်တော့အဆက်အသွေးပြုလုပ်လာဖို့တောင်းခံလာဖို့အဲ့ဒီလိုသင်လိုရှင်တဲ့အချစ်ကိုရလိမ့်မယ်လို့သင်ဟာလုံးဝယုံကြည်ရပါလိမ့်မယ်။ဒါဆိုရင်အခုဒီဆူတောင်းကလေးကို စတင်ဆူတောင်းကြရအောင်။ သင်ရဲ့မျက်လုံးလေးတွေကိုမှိတ်လိုက်ပါပြီးရင်အရင်လှပတဲ့အဖြူရောင်သို့မဟုတ်ပဲရောင်အလင်းကို မြင်ရအောင်ပါအဲ့ဒီအလင်းထဲမှာသင်ချစ်သူရဲ့အာယုံစိမ့်မှုရှိတယ်တော့သိပေးပါပြီးတော့ကိုယ့်ရဲ့စိတ်ကူးရင်မြင်ရအောင်မှုထဲမှာသူသို့မဟုတ် သူမဟာသင်ကိုဆက်တွေ့လာပြီးတော့သိပေးပါသင်ရဲ့စိတ်ကူးရင်မြင်အောင်မှုထဲမှာသူသောမဟုတ်သူမဟာတင့်ကိုဆက်တွေ့နေတယ် အဆက်အသွေးပြုတ်လုံနေတယ်။အဲ့တော့သူ့ရဲ့နှာမြေကို၃ချိန်တီတီရွှဲဆိုပါ။အဲ့ဒီလိုရွှဲဆိုတဲ့အခါမှာစိတ်ထေးမှာပျော်ပျော်ရွှင်ရွှင်နဲ့ရွှဲဆိုပါ။ဒီလိုရွှဲဆိုပြီးနောက်သူ့ဖက်ကတင့်ကို စာတွေပို့နေပြီ။ message တွေပို့နေပြီ။ဖုံးတွေခေါ်နေပြီနောက်သင်းစီကိုသူအလေအပဲရောက်ရှိလာနေပြီဆိုတာကိုမြင်အောင်ပေးပါ သင်ရဲ့စိတ်ကူးရင်မြင်အောင်မှုထိမှ သူ့ရဲ့မျက်နှာကိုကြည့်လိုက်ပါ သူ့ရဲ့မျက်လုံးတိတိကို ကြည့်ပြီးခိုင်မာတဲ့အသင်နဲ့သူ့ကိုစကားပြောပါဘာပြောရမလဲဆိုရင်နင်အခုအချိန်မှငါ့ကိုဖုန်းခေါ်နေပြီနင်အခုအချိန်မှငါ့ကို message တွေပို့နေပြီနင်အခုအချိန်မှငါ့စီကို အလေအပဲရောက်ရှိလာနေပြီဒီစကားလုံးတွေကိုခိုင်ခိုင်မာမာနဲ့သာပြောပါ ကိုဒီလိုစကားပြောပြီးနာအခုမြင့်မြတ်တဲ့တကိုးရှင်စီမှာဆူတောင်းကြရအောင်တကိုးရှင်စိန့်ဆက်ပရီယန်ကိုအာယုံပြုပေးပါ။အိုတကိုးရှင်စိန့်ဆက်ပရီယန်သင်ဟာအခုအချိန်မှာမြင့်မြတ်တဲ့ခေါင်းခင်ဘုံမှာရှိနေပါတယ်။သင်ဟာအဲ့ဒီခေါင်းခင်ဘုံကနေပြီးတော့ကမ္ဘာလောကကြီးမှာရှိနေတဲ့အရာအလုံးကိုကြည့်ရှုနိုင်ပါတယ်။ ။တင်းကိုရိုသေစွာဖြင့်အကျွန်ုပ်ဆူတောင်းပါ रे ။ဒီဆူတောင်းဟာကျွန်ုပ်ရဲ့နှလုံးသားထေးကချစ်သူကကျွန်ုပ်ကိုမြဲမြဲဆင်ဆင်ဆက်သွေလာဖို့ဆူတောင်းတာဖြစ်ပါ रे ။သူစီကအဆက်အသွေဟာ text message လေးဖြစ်နိုင်သလိုဖုန်းကောလေးဖြစ်နိုင်တယ်ဒါအပြင် သူကကျွန်ုပ်စီကို အလေအပဲလာရောက်ရှိတာလေးဖြစ်နိုင်တယ်ဘာပဲဖြစ်ဖြစ်အဆက်အသွေတစ်ခုကိုသင်စီကဆူတောင်းပါတယ်အိုတကောရှင်စိတ်စစ်ပြင်း သင်ဟာငါရဲ့စိုးရိမ်မှုတွေကို မြင်နိုင်တယ်လို့ငါသိပါတယ်။ဒါကြောင့်အကျွန်ုပ်ရဲ့စိုးရိမ်မှုတွေကိုသင်ရဲ့တကိုးတို့ဖြင့်ဖေရှားပေးတော်မူပါ။အိုတကိုးရှင်စိတ်ဆက်ပြီးရင်အကျွန်ုပ်သင်စီမှာ တောင်းဆိုတာကကျွန်ုပ်ရဲ့ချစ်သူဟာကျွန်ုပ်တဦးတယောက်တည်းကိုပဲစဉ်းစားနေစေဖို့သင်စီမှာတောင်းဆိုနေတာဖြစ်ပါတယ်။အိုတကိုးရှင်စိတ်ဆက်ပြီးရင်ကျွန်ုပ်ကို ကျွန်ုပ်ချစ်သူရဲ့အတွေးတွေထီးကို ခေါ်ဆောင်သွားပေးပါ ကျွန်ုပ်ရဲ့ချစ်သူဟာ ကျွန်ုပ်အကြောင်းကိုပဲအမြဲတမ်းစဉ်းစားပါစေကျွန်ုပ်တယောက်တည်းအကြောင်းကိုပဲသူအမြဲတမ်းတွေးတောစဉ်းစားပါစေကျွန်ုပ်ရဲ့ချစ်သူကိုလေငြိမ်းချမ်းတည်ငြိမ်မှုတွေကိုပေးသနာတော်မူပါဒါပေမဲ့ကျွန်ုပ်ပေါ်မှာအဆက်အသွယ်တော့အမြဲတမ်းပြုလုပ်ပေးပါစေ။အိုတကောရှင်စိတ်ဆက်ပြင်း ကျွန်ုပ်ဟာသင်ရဲ့အကူအညီနဲ့ဒီအချစ်ကို တောင်းဆိုပါတယ်။သင်ရဲ့မေတ္တာကရုဏာဖြင့်ကျွန်ုပ်ရဲ့တောင်းဆိုမှုကို ပေးသနာတော်မူပါ။အိုတကောရှင်စိတ်ဆက်ပြေကျွန်ုပ်ချစ်သူကကျွန်ုပ်ကိုအဆက်အသွယ်ပြုလုပ်လာစေဖို့ကျွန်ုပ်ဟာသင်စီမှာရိုသေစွာဖြင့်တောင်းခံအပ်ပါတယ်။ကျွန်ုပ်ရဲ့ချစ်သူကကျွန်ုပ်တို့ဦးတယောက်တည်းကိုပင်ညစီညတိုင်းအိမ်မက်မက်ပါစေ အကျွန်ုပ်ချစ်သူရဲ့အတွေ့အထိတွေကအကျွန်ုပ်နဲ့သက်ဆိုင်တဲ့မကောင်းတဲ့အတွေ့အထိအလုံးဟာစိတ်စီပရိယံရဲ့အလင်းရောင်တွေထေးမှလောင်ကျွမ်းသွားပါစေ။တကောရှင်စိတ်စီပရိယံရဲ့အကူအညီဖြင့်ကျွန်ုပ်ဟာပုံမိုယုံကြည်မှုတွေရရှိလာပါတယ်။ဒါကြောင့်ကျွန်ုပ်ဟာရေမောပျော်ရွှင်ရပါလိမ့်မယ်။အခုအချိန်မှာအကျွန်ုပ်ဟာကျွန်ုပ်ရဲ့ချစ်သူနဲ့အတူတကွာချိနေပါပြီ အခုအချိန်မှပဲသူနဲ့အတူတကွာရှိနေပါပြီ။သင်ရဲ့တကိုးတို့ကြောင့်ကျွန်ုပ်ချစ်သူက ကျွန်ုပ်ကို အဆက်အသွယ်ပြုလုပ်နေပါတယ်။အခုအချိန်မှကျွန်ုပ်ဟာသူ့ရဲ့ဖုန်းခေါ်မှုတွေရရှိနေပါပြီ။သူ့ရဲ့ message တွေကိုလည်းရရှိနေပါပြီ။သူက ကျွန်ုပ်စီကိုလည်းအလေအပဲလာရောက်နေပါပြီ။အခုအချိန်မှကျွန်ုပ်လိုချင်တဲ့ချစ်သူကို ကျွန်ုပ်ရရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာကျွန်ုပ်လိုရှင်တာတွေအကုန်လုံးရနေပါပြီအခုအချိန်မှာသူ့ကိုပိန်ဆိုင်ရရှိထားပြီဖြစ်ပါတယ်ဒီစုတောင်းကတော့ဒီလောက်ဖြစ်ပါတယ်မိတ်ဆွေတို့ညင်ရှိသလိုအသုံးပြုကြပါလိုရှင်တဲ့ချစ်သူကိုမြင်မြင်ဆင်ဆင်ရရှိနိုင်ပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီငုံးချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်